ားအပေါင်းဘီရက်နေရဲ့တော်တော်ကကင်းဝေးပြီးကိုစိတ်နှစ်ပါလုံးကျုံအေးချမ်းကြပါစေလို့ PPTV ဖွယ်သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မအစင်စင်ပါ။ဒီကနေ့မေလ9ရက်ပေါ်တဘူးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့အမျိုးသားညီညွတ်ရေးအစိုးရကမြို့နယ်ပေါင်း190ကျော်မှာကျန်းမာရေးလှုပ်သား9000ကျော်နဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေဆောင်ရွက်နေတဲ့သတင်း ARD မြေတဲ့အထိ ထိုးဖောက်ဝင်ရောက်ပြီးအောင်ပွဲတွေရယူနိုင်ရေးစ조사ဆောင်ရွက်နေရဆိုတဲ့တဲ့အမာဂန်တဲ့ရင်ပရီစီရီယန်နဲ့ပရီစီရီယန်အရေးကူညီပေးနေသူတပ်ဌာနမိသားစုဝင်အမျိုးသမီးများကိုလေးစားဂုဏ်ယူရလို့ပြည်သူ့ရင်ခွင်ထုတ်ပြန်လိုက်တဲ့တဲ့ကော့တောင်မြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့အင်အား80ပါတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ပြီးတော့အကြမ်းဖက်အရာခံဗိုလ်တအုပ်အပါအဝင်၃ဦးသေဆုံးခဲ့တဲ့တဲ့ အကြံဖက်စစ်ကောင်စီရဲ့အောင်စရစစ်ကြောင်းကရဲဘော်၃ဦးတနက်တလက်အပါယူကဖြူဟာ31ထံအလင်းဝင်ခဲ့တဲ့တဲ့။ကောလင်းမြို့နယ်ကိုအကြံဖက်စစ်တပ်ကဒီကနေ့မနက်မှာဒေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့တဲ့။အကြံဖက်စစ်တပ်ရဲ့ပခုတ်ကူတက်မှတက်တုံညာတက်ကပခုတ်ကူနဲ့မြန်မြို့နယ်အတွင်းစစ်ကြောင်းထိုးပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာနဲ့ ပြည်သူတွေရဲ့ပစ္စည်းတွေကိုအားရမယူဆောင်သွားခဲ့တဲ့တဲ့တင်နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတော်ဝန်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လိုင်းဆနာပြလူလူတပိတ်တဲ့တင်တွေပဲဖြစ်ပါတယ်ရှင်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့အမျိုးသားညီညွတ်ရေးအစိုးရကမြို့နယ်ပေါင်း190ကျော်မှာဂျမိုင်းလှူတာ9000ကျော်နဲ့ဂျမိုင်းဆောင်းရှောက်မှုလုပ်ငန်းတွေဆောင်ရွက်နေတဲ့တင်ပဲဖြစ်ပါတယ်ရှင် အမျိုးသားညီညွတ်ရေးအစိုးရကျမရေးဝန်ကြီးဌာနကမြို့နယ်ပေါင်း190ကျော်မှာကျမရေးလုပ်သား9000ကျော်နဲ့ကျမရေးစောင့်ရှောက်မှုလုပ်ငန်းတွေဆောင်ရွက်နေရလို့အသိပေးထုတ်ပြန်လိုက်ပါတယ်။ကျမရေးဝန်ကြီးဌာနကဒေတာဆိုင်ရာကျမရေးတာဝန်ခံ29ဦးမြို့နယ်ကျမရေးတာဝန်ခံ229ဦးနဲ့ချိတ်ဆက်ပြီးမြို့နယ်ပေါင်း190မှာမြေပြင်ကျမရေးစောင့်ရှောက်မှုလုပ်ငန်းတွေဆောင်ရွက်နေရပါဆေးရုံပေါင်း106ရုံဈေးကန်ပေါင်း108ခုရွေးလျားဈေးကန်ပေါင်း192ခုကျော်တို့မှာကျမရေးလုပ်သားအင်အားစု 9068ဦးနဲ့ဒေတာအတိအသီးမှာကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေဆောင်ရွက်နေရလို့လည်းအသိပေးထားပါဗျ။စကိုင်းတိုင်းတစ်ခုထဲမှာပဲပြင်ပလူနာအရေအတွက်ဟာ၄နှစ်အတွင်းဆို1558ဦးကနေ1233ဦးထိ ပုံမကူတာပေးနိုင်ခဲ့တယ်လို့လည်းမြို့သားညီညွတ်ရေးအစိုးရရဲ့၄နှစ်ပြည့်လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာမှာဖော်ပြထားပါဗျ။ ဆက်လက်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့ AR မြေတဲ့အထိထိုးဖောက်ဝင်ရောက်ပြီးအောင်ပွဲတွေရယူနိုင်ရေးစူးစမ်းဆောင်ရွက်နေရဆိုတဲ့တွင်ပဲဖြစ်ပါတယ်ရှင်။ဆရာနာရှင်စနစ်ကိုအမြင့်ဖြတ်ချေမှုရေးအတွက်အေယာဝရီမြေတဲ့အထိထိုးဖောက်ဝင်ရောက်ပြီးအောင်ပွဲတွေရယူနိုင်ရေးစူးစမ်းဆောင်ရွက်နေတယ်လို့တိုင်းစစ်ဌာနအေယာဝရီရဲ့တာဝန်ခံရဲဘော်ကောင်းကျော်ကပြောပါရယ်အေယာဝရီမြေအထိ ထိုးဖောက်ဝင်ရောက်ပြီးတော့မှအောင်ပွဲတွေရယူနိုင်မှုကျွန်တော်တို့တွေစူးစမ်းဆောင်ရွက်နေကြပါတယ်။မိဘပြည်သူတွေရဲ့အားပေးကူညီပံ့ပိုးမှုလိုအပ်တယ်။ဒါကြောင့်အခုဆောင်ရွက်မဲ့တို့ပြန်လာပြီး ARA ကမ်ပိန်းမှာအားလုံးဥပပေါင်းပါဝင်ကူညီပေးကြဖို့ဒီကနေ့တိုက်တွန်းလိုက်ရပါတယ်လို့ရဲဘော်ကောင်းကျော်ကပြောပါတယ် ARA မြေထီထုံးပေါဝင်ရောက်ပြီးတော့မှအောင်ပွဲတွေရယူနိုင်မှုကျွန်တော်တို့တွေကြိုးစားဆောင်ရွက်နေကြပါတယ်မိဘပြည်သူတွေရဲ့အားပေးကူညီပံ့ပိုးမှုလိုအပ်တယ်ဒါကြောင့်အခုဆောင်ရွက်မဲ့ တို့ပြန်လာပြီးအရာဝတီကမ်ပိန်းမှာအားလုံးပူးပေါင်းပါဝင်ကူညီပေးကြဖို့ဒီကနေ့တိုက်တွန်းလိုက်ရပါမယ်တို့ပြန်လာပြီးအရာဝတီတိုင်းစစ်ဌာနအရာဝတီကိုကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းစစ်ဒေသအမှတ်နှစ်စစ်ဒေသခွဲရဲ့ကုတ်ကဲမှုအောက်ကိုခံယူပြီးပြည်သူ့သားကောင်းစစ်တီတို့ရဲ့စစ်ကြောင်းတရင်ဗျူဟာများအဆင့်ဆင့်ဖွဲ့စည်းခဲ့တာလို့မြို့သားညီညွတ်ရေးအစိုးရက2024ခုနှစ်ဒီဇင်ဘာလ7ရက်စွဲနဲ့ထုတ်ပြန်အသိပေးထားပါတယ် ် ARI မြေကိုထိုးဖောက်ဝင်ရောက်ပြီးအောင်ပွဲတွေရရှိဖို့အတွက်လဲမဟာမိတ် ERO တွေနဲ့လက်တွဲပူးပေါင်းပြီးတိုက်ပွဲဝင်နေရလို့သိရပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့အမာခံသတင်းပေးပရီစီဒီယန်နဲ့ပရီစီဒီယန်အရေးကိုကြီးပေးနေသူတတ်ဌာနမိသားစုဝင် မြို့သမီးများကိုလေစာအကုန်ယူရလို့ပြည်သူ့ရင်ဝင်ထုတ်ပြန်လိုက်တဲ့တဲ့ငါပဲဖြစ်ပါရဲ့ရှင်။ အမြဲတမ်းညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနနဲ့ချိတ်ဆက်ပြီးတာဝန်ထမ်းဆောင်နေတဲ့အမကန်သတင်းပေး Presidian နဲ့ Presidian အရေးကူညီပေးနေသူတပ်ဌာနမိသားစုဝင်အမျိုးသမီးများကိုလေးစားဂုဏ်ယူတယ်လို့ပြည်သူ့ရင်ခွင်ရဲ့ Presidian အရေးတာဝန်ရှိသူတို့က PPTV ကိုပြောပါရယ်။ဒီကချက်ကတော့လေဒီ Presidian ပေါ့နော်ဖျက်သည်အနေနဲ့တာဝန်ထမ်းဆောင်နေကြတာဟာအမျိုးသားတွေကြီးပဲမဟုတ်ဘူးအမျိုးသမီးတွေလည်းရှိနေတယ်ဆိုတော့ကျွန်တော်တို့ကအားလုံးသိစေချင်တယ်နောက်တစ်ခုကကျတော့ဒီအမျိုးသမီးတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ Immigrant ဂုဏ်ယူရတယ်ပေါ့နော် အဲနောက်ပြီးတော့အခြားဟိုစစ်ကောင်စီလက်အောက်မှာရှိနေသေးတဲ့အကြောင်းမျိုးကြောင့်ရုံးမထွက်နိုင်တဲ့အမျိုးသမီးနိုင်ငံဝင်တွေရှိခဲ့လို့ရှိရယ်ပဲအဲငါတို့ကဒီဒေါ်လာရေးမှာဒီလိုမျိုးနည်းနဲ့ပူးပေါင်းလို့ရပါလားဆိုတော့လေကျွန်တော်ကထပ်ပြီးသိစေချင်တယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့ဒီလိုမျိုးကိုယ်ယူဝတ်မြောက်ချောင်းကြေညာချက်ထုတ်တာပါများတက်တွင်းဖျက်သည့်အဖြစ်တာဝန်ထမ်းနေတဲ့ presidium များထဲမှစစ်တပ်ရဲနဲ့ဝင်ကြီးဌာနအသီးသီးလက်အောက်ရှိဦးကြီးဌာနများက နိုင်ငံဝင်နဲ့အမျိုးသမီးများစွာပါဝင်နေပြီးတက်ရင်ဌာနမိသားစုဝင်အမျိုးသမီးများမှလည်းကြာရကဏ္ဍမှာတာဝန်ကျလျက်ရှိရလို့အသိပေးပါရစေ။ Presidential နိုင်ငံဝင်နဲ့အမျိုးသမီးများနဲ့တက်ဌာနမိသားစုဝင်အမျိုးသမီးများဟာအချမ်းဖက်စစ်ကောင်စီအတိုင်းဝိုင်းမှာနေထိုင်ပြီးတော်လိုင်းရေးအောင်မြင်စေရအတွက်စစ်ရေးနိုင်ငံရေးအထောက်အကူပြုအရေးကြီးတဲ့တရေအချက်လက်များကိုပေးဖို့တာဝန်ကျနေတာကိုလည်းကောင်းစွာသိရှိနားရလေလို့ပြောပါရစေ။ အဆိုပါမျိုးသမီးများအားတော်လိုင်းကာလအတွင်းဖြစ်စေတော်လိုင်းပြီးဆုံးချိန်မှာဖြစ်စေအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့ကြေညာချက်အမှတ်ကိုမြင့်ဆောင်2020အပိုင်းနဲ့အပိုင်ခွဲကကြီးအရာ ကာကွယ်ပေးသွားမှာဖြစ်ပြီးအမိတို့ရဲ့တက်တီနဲ့တာဝန်သိမှုအတွက်အတိမတ်ပြုလေးစားဂုဏ်ယူရလို့ကြေညာထားပါတယ်ရှင်ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ကော်တောင်းမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့အင်အား80ပါတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ပြီး အကြံဖတ်အရာခံဗိုလ်တဦးအပါအဝင်၃ဦးတည်ဆုံခဲ့တဲ့တဲ့တင်ပဲဖြစ်ပါတယ်ရှင်။တရင်သာရီတိုင်းကော့တောင်းမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့အင်အား90ပါတဲ့အကြံဖတ်စစ်ကောင်စီစစ်ကြောင်းကိုဧပြီလ29ရက်မှာမလီဝမ်းကျေးရွာတက်ကဲချင်းနေရအရောက်မှာပြည်သူ့ကာကွယ်ရေးရဲဘော်တွေကမိုင်းဆွဲတိုက်ခိုက်ပြီး40မမဘုံသီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့လို့ကော့တောင်းမြို့နယ်ပါကာဖာကဒီကနေ့မနက်မှာထုတ်ပြန်လိုက်ပါတယ်။ တိုက်ခိုက်မှုကြောင့်အကြက်ဖြတ်စစ်ကောင်စီဘက်ကနေရာကန်ဗိုလ်တအူးမှပွဲချင်းပြီးတည်ဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာသူတွေကနှစ်ဦးမှလည်းကော့တောင်းမျိုး6မိုင်တက်စေးုံမှတည်ဆုံးခဲ့တယ်လို့ဆိုပါတယ်။ထိတိတိုက်ပွဲတနာရီခန့်ဖြစ်ပွားခဲ့ပြီးတဲ့နောက်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးအကြက်ဖြတ်စစ်ကောင်စီဘက်ကတည်ဆုံးခဲ့တဲ့နေရာကန်ဗိုလ်မှခမောက်ကြီးမျိုးနဲ့984တက်ရင်ကဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့အကြံဖတ်စစ်ကောင်စီရဲ့အောင်စရာစစ်ကြောင်းကရဲဘော်3ဦးတနက်တလက်အပါယူကဖြူဟာ31ထံအလင်းဝင်ခဲ့တဲ့တဲ့ပဲဖြစ်ပါတယ်ရှင်။အကြံဖတ်စစ်ကောင်စီရဲ့အောင်စရာစစ်ကြောင်းကရဲဘော်3ဦးတနက်တလက်အပါယူကမြို့သားညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြူဟာ31လုံခြုံရေးတပ်ခွဲစီအလင်းဝင်ရောက်လာတယ်လို့သိရပါတယ်။ရဲဘော်3ဦးဟာတနက်တလက်ကြီးစံအတောက်390ကြီးပေါက်6ခုနဲ့အတူဖြူဟာ31ထံ က်လ30ရက်မှာအလင်းဝင်ရောက်လာခဲ့တာပါဖြူဟာ31ကလက်နက်ယူလာတဲ့ရဲဘော်ကိုငွေကျပ်သိန်း30ချင်းမြင့်ခဲ့ပြီး၎င်းနဲ့အတူပါလာတဲ့ရဲဘော်2ဦးကိုငွေကျပ်5သိန်းအတိအတိပေးအပ်ခဲ့တယ်လို့ဆိုပါတယ်ရှင်ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ကောလင်းမြို့နယ်ကိုအကြမ်းဖက်စစ်တပ်ကဒီကနေ့မနက်မှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့တဲ့ငါပဲဖြစ်ပါတယ်ရှင်စကိုင်းတိုင်းကောလင်းမြို့နယ်အရှိချမ်း ရှောက်ပင်ခြုံရွာကိုအကြက်ဖက်စစ်တပ်ကဒီကနေ့မနက်တနာရီမှာ လေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ College Info ရဲ့တာဝန်ရှိသူတို့က PPTV ကိုပြောပါရယ်။ဒီမနက်တနာရီကြော်ကြော်လောက်ကပြစ်သွားတာရှောက်ပင်ခြုံရွာကျပိုက်တာနဲ့နဲ့ချက်ပြစ်သွားတယ်။အဲမှာပြည်သူတို့ဥမဝေရဲ့အိမ်ကိုထိသွားတယ်။အဲတခြားမိဟွာတွေပါတယ်ပြတ်သွားတယ်ပေါ့။မိလိုက်နေပါတယ်ဆက်သွေးရေးပြီးပေတဲ့ ပါလေတယ်ပေါ့အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ရှောက်ပင်ခြုံရွာကနေပြည်သူတို့ရဲ့အိမ်မော်ကြရောက်ပြီးနေအိမ်ပျက်စီးခဲ့ရပါဒါအပြင်ကြေးရွာမှာအုံပြုနေတဲ့လျှက်စစ်မင်းနဲ့တပ်ဆိုင်နဲ့ပျက်စီးမှုတွေလည်းရှိခဲ့ပြီးပြည်သူထိခိုက်မှုမရှိဘူးလို့သိရပါတယ်ပြီးခဲ့တဲ့မေလ3ရက်ည9:00နာရီခန့်ကလည်းကောလင်းမြို့အနောက်ချမ်းကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့လည်းကောလင်း info ထံမှသိရပါတယ်ရှင် ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ကတော့အကြဖက်စစ်တပ်ရဲ့ပခုတ်ကူတက်မှတစ်တုံညာတက်ကပခုတ်ကူနဲ့အမြိုင်မြွတ်နဲ့အတွင်စစ်ကြောင်းထိုးပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာနဲ့ပြည်သူတွေရဲ့ပစ္စည်းတွေကိုအာရမယူဆောင်သွားခဲ့တဲ့တဲ့င်းပဲဖြစ်ပါတယ်ရှင်။အချမ်းဖက်စစ်တပ်ရဲ့ပခုတ်ကူတပ်မတဲ့တောင်ညာတက်ကပခုတ်ကူနဲ့အမြိုင်မြွတ်နယ်အတွင်းအင်အား200ခန့်ပါစစ်ကြောင်းနဲ့စစ်ကြောင်းထိုးဝင်ရောက်လာပြီးတော့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာပြည်သူတွေရဲ့ပစ္စည်းတွေကိုအာရမယူဆောင်တာတွေလုဆောင်နေရလို့ NVV Revolution Force ထံမှတာဝန်ရှိသူတဦးက PPTV ကိုပြောပါရယ်အဲ့ဒီမီလာဇန်နဲ့မပေါ်မီလာဇန်တရက်နည်းရနေပြီးတော့ခုတ်ခုတမတ်တရက်တကနေစကြောင်းထိုးလာတယ်။အဲ့စကြောင်းအားဆိုရင်ကျွန်တော်တို့ဒီပေါ့ဒီမီလာနည်းရနေမှာမြိုင်နေတဲ့ကိုရောက်လာတယ်ဗျာ။အမြိုင်နေတဲ့ရောက်တဲ့ချိန်မှာကျွန်တော်တို့ဒီထိတွေ့မှုတွေဖြစ်တယ်။အဲအဲ့ဒီထိတွေ့မှုတွေဖြစ်ပြီးတဲ့နောက်မှာဒီကောင်နေဒီလေးတန်းတကြီးတော့ပကန်းရောက်ကိုခြေကုပ်ဝင်ယူသွားတယ်ဗျာ။အဲ့မှာကျွန်တော်တို့လေးကြောင်းတက်ခိုက်မှုတွေရှိရယ်။အဲခုဒီမီလာ ခုနှစ်ရက်နေ့မနေ့ပိုင်းမှာတော့ဒီစစ်ကြောင်းကဒီရွာကနေပြီးတော့ထွက်ခွာပြီးတော့ဒီခုတ်ကူဘက်ကိုပြန်နေရပြအဆိုပါအကြမ်းဖက်စစ်ကြောင်းကဒီကနေ့မနေ့မှာတော့တောင်ရွာဘက်ကနေပခုတ်ကူမြို့စီကိုပြန်လဲထွက်ခွာသွားပြီလို့သိရပါတယ်အကြမ်းဖက်စစ်ကြောင်းကလေတန်းတေကြီးတော်ပောက်ပင်ကန်ကြေးရွာတွေကပြည်သူပိုင်ပစ္စည်းတွေကိုအာရမယူဆောင်တာနှွားတွေကိုတက်ဖြတ်စားတောက်တာ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာပြည်သူတွေရဲ့နေအိမ်ကပစ္စည်းတွေယူပြီး ဘန်ကာဆောက်လောက်တာတွေလှုပ်ဆောင်ခဲ့လို့ MVV Revolution 4ကပြောပါရယ်။ဒါအပြင်အကြက်ဖက် စစ်ကြောင်းကတကြီတော်ရွာကပြည်သူနေအိမ်6လုံးနဲ့ပောက်ပင်ကိုင်းရွာကပြည်သူနေအိမ်33လုံးကိုမီးရှို့ဖျက်ဆီးခဲ့လို့ MVV Revolution 4ကပြောပါရယ်ရှင်။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတော်ဝန်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ဖြတ်ချိန်မုံရီလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစစ်တင်ဆက်ပေးတော့မှာပဲဖြစ်ပါရယ်ရှင်။ ရင်းမပင်မြို့နယ်မှာနောက်ပြန်မလဲကြီးဒီဒေါ်လာရင်းသပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြောင်းဆောင်ရေးဆန္ဒပြသပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြဒေါ်လာပြည်သူတွေကနောက်ပြန်မလဲကြီးဒီဒေါ်လာရင်းသပိတ်စစ်ကြောင်းဆိုတဲ့အစသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြောင်းဆောင်ရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရင်းမပင်မြို့နယ်မှာအွန်လိုင်းလွှင့်မီတောင်းသွင်းနေတဲ့သပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြောင်းဆောင်ရေးဆန္ဒပြသပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြဒေါ်လန်ပြည်သူတွေကအွန်လိုင်းလွှင့်မီထောင်းသွင်းနေတဲ့ဗိတ်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်တဲ့အကြဆောင်ရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ ရမပင်မြို့နယ်မှာရမပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ကအကြမ်းဖက်ဆက်တဲ့ကြာဆုံရင်ဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကရမပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်တဲ့ကြာဆုံရင်ဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါစေ။ကျေးဇူးတင်ပါတယ်ရှင်။